ပြာရောင်အစည်းတကယ်တော့အပြာရောင်လင်းဆိုတာဘာလဲအပြာရောင်အလင်းဆိုတာအဲ့ဒီအဲဆဲဖုန်းနဲ့စမတ်ဖုန်းတွေရဲ့မျက်နှာပြင်တွေကထွက်တဲ့အလင်းဖြစ်ပြီးအဲလက်တော်ရဖက်နဲ့အခြားသောတက်ဘလက်တွေကလည်းထွက်ပါတယ်နောက်ထပ်အချို့တိုက်တာအထိ TV သို့မဟုတ် monitor မျက်နှာပြင်တွေကလည်းထွက်ပါတယ်ဒီအထူးသဖြင့်အပြာရောင်လင်းဟာတိတ်တန့်ရအင်စာနဲ့တီချမ်းဆက်ဆက်မှုမရှိပါဘူးဒါပေမဲ့အခြားပြဿနာတွေကိုခေတ်စီပါတယ်ဥပမာအိတ်မပြောခြင်းအဲ အာယုံစူးဆိုင်မှုယောနေခြင်းခေါင်းကိုက်ခြင်းနဲ့အဲစိတ်တူခြင်းတွေပါအကြောင်းကတော့လူတွေဟာသူ့ရဲ့ဆယ်ဖုန်းတွေကိုအဲအလွန်မဲဆွဲလန်းနေကြလို့အိတ်ဆက်ချိန်ကိုလွတ်လပ်နေကြပါတယ်တကယ်တော့အလွန်ရေးကြီးတဲ့အရာတစ်ခုကဆွဲလန်းမှုပါလူနာတွေကညဘက်အိတ်မပြောနိုင်ဘူးလို့ပြောလာတဲ့အမှုတွေကိုတွေ့ပူပါတယ်ဘာလို့လဲအကြောင်းကသူတို့ဟာသူတို့ရဲ့ဆယ်ဖုန်းတွေကိုဆွဲလန်းနေကြလို့ပါ ဲ့ဒီဆဲဖုန်းတွေတို့မဟုတ်စမတ်ဖုန်းတွေကထုတ်လွှင့်တဲ့အပြရန်အလင်းဟာအိပ်စက်မှုပြဿနာတွေနဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုအများကြီးဖြစ်စေနိုင်ပါတယ်။ဒါပေမဲ့ကင်ဆာနဲ့ပတ်သက်လို့ဆိုရင်တော့အခုချိန်မှာသိပ္ပံအထောက်အထားမရှိသေးပါဘူး။ဒါဟာဆက်လက်လေ့လာနေတဲ့နယ်ပယ်တစ်ခုပါ။အဲလေ့လာမှုအချို့ကလုံဆောင်နေပါတယ်။နီနီလေးအနာကတ်မှာ အပြရန်အလင်းရောင် ထိတွေ့မှုနဲ့ကင်ဆာကြမ်းမှာဆက်ဆက်မှုရှိရင်ကျွန်တော်တို့အဲ့ဒီအကြောင်းကို အခုထိကြည့်ရအောင်ပါ။